ော်တို့ကကန့်ဝတ်ပါတယ်ခင်ဗျာအဲ့ကိစ္စကိုဒါသူတို့တွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတစ်ခုလိုပဲကျွန်တော်တို့မြင်ပါတယ်ကျွန်တော်မြင်ပါတယ်ဒါအစိုးရဒီအာဇာနည်ကိုလူတွေကကျွန်တော်တို့တွေရေဖက်အဖွဲ့အစည်းတွေကပြည်သူလူထုတွေရောပူးပေါင်းပြီးပေါင်းပြီးဂုဏ်ပြုတဲ့ဟာကိုသူအဟံတားလုပ်တယ်ပိတ်ဆို့တယ်ဒါသူတို့တွေဖိနှိပ်ချုပ်ချယ်မှုလိုပဲကျွန်တော်တို့မြင်ပါတယ် ကျွန်တော်တို့ရင်းစည်းကမ်းထင်းတေးကော်မတီအနေနဲ့ဒါတော့ဟိုသူလုံးပိုင်ခွင့်ပေါင်းခဲရတဲ့သူကမူဝါဒတစ်ခုကိုချမှတ်တယ်လို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ကိုပို့ပြီးတော့စိတ်လွှရှားပြီးကျွန်တော်ကြည့်ရှင်းတာ PDL2 ရဲ့ response ဘီလူ PDL2 ကဘယ်လိုမျိုး response လုပ်မလဲဆိုတော့ကျွန်တော်ပို့ပြီးစိတ်လွှရှားပါတယ်။ဆိုတော့ကျတော့ဒါတော့ကျွန်တော်တို့ဒီဘက်ကဒီဘက်ကအုပ်ချုပ်ဒီဘက်ကတော့သူစီမင်းစီကမ်းချတယ်။ဒါပေမဲ့ဒီဘက်က PDL2 ကတော့လည်းကျွန်တော်ဒီအာဆာနီနေပုံဘယ်လောက်ဒီအလေးထားလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်။ကိစ္စတော့ကျွန်တော်နေမိပါတယ်။ အာဇာနည်နေ့မှာကအရင်ရင်ဆင်လာတဲ့ကအိုဝါဆွဲပြီးအလေးပြုခဲ့တဲ့အဆင်လာရှိတယ်အဲ့အတွက်ဒါကိုကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတနဲ့ကျွတ်တော်လည်းကျွန်တော်တို့တင်ပြတောင်းဆိုထားတယ်တောင်းဆိုထားတာကိုသူတို့ဒါလုပ်ပေးတဲ့သူတို့ဒီမျိုးအပြောင်းလဲတစ်ခုကိုဖော်ဆောင်တဲ့အချိန်မှာကောင်းသောပြုမှုတွေနဲ့ပြည်သူတွေပူပေါင်းပါဝင်အောင်အစိုးရကတော့တက်နိုင်တဲ့များထင်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 းနဲ့ကုမှုပြီးလှုပ်ဆောင်သွားမယ်လို့ကျွန်တော်တို့မျှော်လင့်ထားပါတယ်ခင်ဗျာ ျွန်တော်အနေနဲ့တော့ဒီဥစ္စာကမမမျှတာဘူးမတရားဘူးလို့လည်းထင်မိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအာဇာနည်တွေကိုအလေးကယူပြုရတဲ့အထိမ်းမှတ်လို့နေမျိုးမှာလူတွေအားလုံးရဲ့ရင်ထဲနှလုံးသားထဲကနေပြီးတော့သူတို့တွေကဂါရဝပြုခုအမှတ်တရဂါရဝပြုရယ်ပြန်ပြီးတော့လှုပ်ဆောင်တဲ့ကိစ္စဖြစ်တဲ့အတွက်အဲ့ဒီဥစ္စာမျိုးကိုကျွန်တော်တို့တားမြစ်ထိန်ချုပ်ကန့်သက်ခြင်းကမသင့်တော်ဘူးလို့ကျွန်တော်မြင်ပါတယ်။အဲ့လိုမျိုးတွေကိုရှိနေခြင်းကလည်းဟိုဟိုဟိုအစဒီဒီထုတ်ပြန်တဲ့လူတွေအနေနဲ့လည်းတိတိကျကျစဉ်းစားသင့်တယ်လို့ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့အဲ့လိုလားလူကိစ္စမျိုးကျွန်တော်မှနေတော့ကလည်းကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ဟိုဒီအာသနီရဲ့ဟိုဒီအာသနီကိုဂုံပြူဖို့ကိစ္စကိုဒီလွတ်တော်ရဲမှာဟိုအော်အော်မဆွဲဘူးဆိုပြီးတော့ဆွေးနွေးရဲ့ဆွေးနွေးချက်တွေဒါမှနေတော့ကလုပ်ခဲ့။ဒီနေ့မှကျတော့ကားခွန်ဆွဲမယ်ဆိုလို့ရှိရင်ဒါဒါလိုင်စင်ပိတ်သိမ်းမယ်ဆိုပြီးတော့ဒါတွေပြောလာတာတွေ့တယ်။ဒါကတော့ကျွန်တော်အမြင်ရတော့ဒီဒီအာသနီတွေရဲ့ဟိုတမိုင်းကိုဆက်လက်ပြီးတော့သူတို့အနေနဲ့မပေါ်ထုတ်ချင်ဘူးဆိုတော့တော့တွေ့ရတယ်။ တော့ကျွန်တော်တို့လူငယ်မျိုးဆက်တွေအနေနဲ့ဒါကိုတော့ဆက်လက်ပြီးတော့တောင်းဆိုနေပဲဒီအာသာနီဆိုတာဘယ်လိုလဲအာသာနီစိတ်သက်ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့လူငယ်တွေဂျားရဲမှာကျွန်တော်တို့လူငယ်တွေဆက်လက်ပြီးသိရှိဖို့အတွက်ကိုကျွန်တော်တို့လိုကြွားဖို့အတွက်ကိုကျွန်တော်တို့ဆက်ပြီးတော့လုပ်နေမှာပါဒီလိုက်စင်ပေးသေးလို့အေးအေးယူမယ်ဆိုတာကချင်းချောင်းမှုတစ်ခုလို့ကျွန်တော်တို့မြင်နေဗျ။ဘာလို့ဆိုမနစ်ကတော့လေကားသမားတွေကတော်တော်များများရက်ပြီးတော့သူဟုံးဆက်ရေဆွဲပြီးတော့ဥညွတ်ကတော့ပြုခဲ့ကြရပါ။အဲ့လိုမျိုး လို့အလားတူတယ်မလို့ခဲ့မယ်ဆိုရင်မလို့ငါတို့ဒီဥပဒေချထားတယ်မလို့ငါတို့ဒါနဲ့လုံးပြလို့ရရတော့ဆိုတော့ရှင်းချောင်းမှုတစ်ခုလို့ကျွန်တော်မြင်ပါတယ်တကယ်တမ်းသာအဲ့ဥပဒေတိုင်းသာသူဆက်သွားမယ်ဆိုလို့ရှင်ကရှင်းနာကားသမားကိုလုံးဖမ်းခံရမှာသူတို့ကားသမားလည်းအကုန်လုံးဖမ်းခံရမှာပဲဟောဆိုကျောင်းနိုင်ငံမှာရှင်းလို့ပြဆိုမှုကခဏခဏဖြစ်နေကြတာပဲဗျာရှင်းလို့ပြဆိုရင်နောက်ကဟုံးတုံတီးနေကြတာပဲဆိုတော့တန်စီပြသိမှုလို့လုံးခဲ့မယ်ဆိုရင်ကျွန်တော်နိုင်ငံမှာကားသမားလည်းလက်ရှိမှာမဟုတ်တော့ဘူးဗျာ